်ပရီးမီးယားလိပွဲစဉ်33မန်ချက်စတာယူနိုက်တက်နဲ့ဝူဗာဟန်တန်မင်္ဂလာပါကုခိုင်းစတာဖုတ်ဘောရှိုးအနေကျူပါရယ်မနေ့ပြန်တနင်္ဂနွေည9:00နာရီခွဲမှာရှင်ပြိုင်ကစားမယ်မန်ယူနိုက်တက်နဲ့ဦးဗန်နန်တို့ရဲ့ပွဲကြို30ချက်ကိုလုတ်ပေးသွားကြမှာခင်ဗျပထမဆုံးအနေနဲ့ဒီပွဲရဲ့ key points တွေကျွန်တော်တို့ဆွဲထုတ်ကြည့်ပါမယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့ဂျိုင်းရဲ့ထဲမှာလိုင်ယွန်အသင်းနဲ့အသေးပေါက်မတက် ကစားခဲ့ရတယ်မိနစ်120လောက်မမောနိုင်မပန်းနိုင်ကြိုးစားကစားသွားခဲ့ရတဲ့အတွက်ဒီပွဲစဉ်ပေါ်မှာအင်ပြစ်အားပြစ်ကစားဖို့ကလုံးဝမလွယ်ပါဘူးဘရိုလည်းတွေ့မှာပါနယူကတ်ဆယ်နဲ့ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်32မှာတော့မန်ချက်စတာယူနိုက်တက်ကစားသမားတွေအမတက်အမတန်ပွဲပန်းနေပါတယ်ဒီလိုအခြေအနေမျိုးမှာပြိုင်ဘက်အသင်းကလည်းတည်တယ်ဗျဒီအသင်းကဂျားရဲမှာအနာမရထားဘူးကစားသမားတွေဒီမိနစ်များစွာကစားထားခဲ့ရတယ်ငါတို့ပါဝါဘိုင်းနဲ့အားပြုပြီး ဖိကစားမယ်ဆိုတဲ့အယူဆမျိုးကိုအားလုံးကနားလေလက်ခံသဘောပေါက်ပြီးသားဖြစ်တဲ့အတွက်အဒီဟောင်းဆိုရင်ပူဆိုးတယ်ပေါ့ဗျအတင်းတွန်းတွန်းတိုက်တဲ့နဲ့ကိုဖိပြီးတော့ကစားသွားခဲ့အခုဝူဗန်အန်တန်တင်းမာလဲနျူကတ်ဆယ်ကကစားသမားတွေပါဝါပိုင်းအားကောင်းတဲ့ကစားသမားတွေအများကြီးရှိတယ်မာဒီယက်စ်ကူညာဟာတိုးသလားမင်းနဲ့ဗျကွင်းထဲမှာဆိုရင်လည်းဂျောဂိုမတ်စ်ဒုတိယဘရူနိုကူမရေးစ်ပဲဒါပြင်အန်ဒရီတို့လည်းရှိအဲ့တို့ကြောင့်မန်ချက်စတာယူနိုက်တက်ရဲ့ကွင်းလေပိုင်းနော်ခက်စစ်ပိုင်းတွေကိုအကောင်းဆုံးချိန်ချောက်နိုင်မဲ့ကစားသမားစုဖွဲ့မှုကို ပိုက်ဆိုင်ထားတယ်။ဒါအပြင်ဟူဗန်တန်အသင်းကဒီအချိန်မှာတန်းဆင်းဆုံးယုံအားလည်းမရှိတော့ဘူး။လွတ်လွတ်လပ်လပ်နဲ့အိုထရက်ဖို့မှာလာရောက်ရင်ဆိုင်လို့ရတယ်။ သဘောမျိုးပါနောက်ထပ်အရေးကြီးဆုံးတစ်ပိုင်းက Manchester United ကမျက်နှာနှစ်ခုနဲ့လူသားလိုဖြစ် Premier League ရောက်ရင်သူတို့ရဲ့ကစားပုံစိတ်တဲ့ပိုင်းကတမျိုးတပုံဖြစ်သွားတယ်အဲတစ်ဖက် Europa League ရောက်သွားရင်တော့ share ကြီးပေါ့နော်ဒါတော့ Manchester United ပရိသတ်တွေအနေနဲ့ပို့ပြီးတော့ခံစားမိမယ်လို့ထင်တယ်မှန်တော့လည်းမှန်ပါတယ် Premier League မှာဗျာအတကုံနေတီးပြီးတော့ဗာမဲမျောလင်းလို့ရမှာမဟုတ်လို့ကျွန်တော်ဆိုလိုတဲ့သဘောကလုံးဝမကန်ဘူးလျှော်သွားပြီလို့ပြောတာမဟုတ်ဘူးဗျာအဲ့လိုစိတ်အားထက်သန်မှုဘိုင်းမှာ Europa League ထက်ပရီးမီးယားလိကမကောင်းတာတော့အမှန်ပဲဟုတ်ပြီအဲ့တော့ကျွန်တော်အာရှရဲ့အကျော်ပေးမှုတွေနဲ့ဆက်လက်ချင်ကပ်ကြည့်အောင်ခင်ဗျကျွန်တော်ကတော့ပြောခဲ့တဲ့ key points တွေနဲ့တော်တော်လေးကိုက်ညီတဲ့အကျော်ပေးမှုလို့တော့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုတော့ United အင်ကွင်း Old Trafford မှာကံရပါလျက်နဲ့တရေတဝက်ရှုံးဆိုတဲ့အကျော်ပေးမှုပေးထားပါလုံးဝလုံးဝ100%မယူသားတဲ့အကျော်ပေးမှုကျွန်တော်တွေဟိုဒဲတွေးကောင်းတွေးနိုင်တယ်ကျွန်တော်က Boogie Bucket နဲ့တူတော့မဟုတ်ဘူးကျွန်တော်ရဲ့အယူဆရအများတန်းဒဲပဲကျွန်တော်သွားတယ်ဒါပေမဲ့ဒဲသွားရေးမသွားရေးထက် ကျွန်တော်ရဲ့ reality ကိုစဉ်းစားမယ်ဆိုရင်လေ Manchester United ကတော်တော်ပွဲပန်းနေအသင်းရဲ့တချို့ကစားသမားတွေဒဏ်ရာပြဿနာပြန်ကောင်းလာတဲ့သူတွေရှိတယ်ထားပါတော့ဗျာ Kobe Mainu လို့ player မျိုးတွေတော်တော်အသင်းရဲ့တချို့ကစားသမားတွေကလည်းဒဏ်ရာပြဿနာတွေ က်ရသွားတဲ့အများကြီးပဲလီနီယိုရိုအန်ဂေကြီးခောက်သွားတယ်ဒါပေမဲ့ကန်ကောင်းစွာနဲ့ပြန်ကစားနိုင်တဲ့လိုင်ယွန်ဘွဲမှာတော်သေးတယ်ဒီပွဲအင်ပြအပြဖြစ်နေနိုင်ပါမလားလဲတစ်ချက်စောင့်ကြည့်ရအောင်ပြောရင်တော့အများကြီးပေါ့နော်ကစားသမားတော်တော်များများပွဲပန်းနေဒဏ်ရာပြဿနာလေးအနေငယ်ရရှိလာဒါ reality အခြေအနေနဲ့တွက်ကြည့်ရင်လည်းကျွန်တော်တွေက bookie bucket နာတွေဒဲတွေးတာတွေဘေးဘယ်တာမလွယ်ဘူးဆိုတော့ bookie bucket ပြန်စစ်စားရင်လည်းဒါ United အသင်း Old Trafford မှာ Manchester United ဒီတရေကြရင်တော့တဝက်ဆုံးရှုံးခွင့်ပဲရှိတဲ့အတွက်ကျွန်တော်တွေအားပေးရင်ပါလိ United ပဲအားပေးရမယ်အကွက်မျိုးကြီးဖြစ်နေတာဒါမဲ့လည်းအဲ့လောက်ထိ ရိုးရှင်းမှုရှိမနေဘူးတူတယ်ကိုနဲ့ပြန်ချိန်ကြည့်မယ်ဆိုရင်တူတယ်ကိုကလည်းနှလုံး အပြည့်သုံးလုံးအပြည့်ပျော်ရွှင်ခွင့်ပေးတာနှလုံးအပြည့်ဆိုတာတော့နှလုံးအပြည့်အရှုံးပေါ့ဗျသုံးလုံးကသုံးလုံးအပြည့်ပျော်ရွှင်ခွင့်အဲ့အတွက်ကြောင့်တူတယ်ကိုသည်လည်းနှစ်သိန်းပေါင်းအတွင်းကို3ကိုမှရှိဖို့အတော်လေးနည်းတယ်နှစ်သိန်းပေါင်းအတွင်းကို3ကိုဆိုတာနဲ့တရားခံတို့ပျော်ရွှင်ခွင့်ရပြီဖြစ်တဲ့အတွက်ကြောင့်ဘူကီကအဲ့လောက်သဘောမကောင်းဆိုတော့ဟိုဘယ်လိုပြောမလဲအတွေးခေါ်မျိုးနဲ့ကျွန်တော်ကပြန်ချိန်တာဗျအဲ့တော့နှစ်သိန်းပေါင်းအတွင်းကို3ကိုမရှိဘူးဆိုရင်1စီးရှိမယ်11ရှိမယ်စီးစီးရှိမယ်ဒီ reset 3ခုတည်းကဖြစ်ကောင်းဖြစ်သွားနိုင်ဟုတ်ပြီအဲ့တော့ကျွန်တော်တယောက်တည်းတော့နော်အကြိုက်သေးကိုမြွေးချက်ပေးခြင်းတခြားပုံကူတွေဘလုံးမဲ့တုံးသက်ခံမဲ့ website site တွေရဲ့အမြင်တွေပါ plus စာတွေကျွန်တော် sharing လုပ်ပေးခြင်းတယ် Predicey က Manchester United 1-0နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ် Loro က2-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပြီးတော့ Palmer ဆင်ကဒီပွဲစဉ်2-2တည်ကြမယ်လို့မှန်းထားတယ် Chris Southern ကတော့3-1နဲ့ Luvandan နိုင်သွားမယ်လို့ခန့်မှန်းထားပါဆိုတော့ United ကတ်နိုင်ဖို့အတွက်ပဲအများစုကခန့်မှန်းကြတယ်ကတ်နိုင်တော့အပြည့်ပျော်ရွှင်ဝင်ရပြီလား ွဲနာနေရင်တော့အကျော်ပေးမှုဘယ်လိုပြောင်းမလဲတော့မပြောတတ်ဘူးဒါပေမဲ့ကျွန်တော်ကတော့ United ရဲ့ပွဲပန်းမှုဒဏ်မယုံဘူးနောက် Premier League ရဲ့မျက်နှာကလည်း Europa League ရဲ့မျက်နှာလောက် strong မဖြစ်ဘူးအဲ့တော့ကြဒီပွဲစဉ်မှာ Juve ဆိုတဲ့ပဲ Wolverhampton အသင်းကိုရွေးချယ်ပေးကြပါတယ်ကဲကျွန်တော်နောက်ထပ်တစ်ပိုင်းဒီသင်းချားတဲ့ကင်းနဲ့အချက်လက်တွေကိုဆက်လက်ဆွေးနွေးကြည့်အောင်နောက်ဆုံး6ပွဲထိတိုက်တွေ့ဆုံမှုမှာတော့ United အသင်းကပဲ၄ချိန်နိုင်ထားပါတယ် Wolverhampton အသင်းကတော့နှစ်ချိန်နိုင်ထားပါတယ်တစ်ချိန်တစ်ခါမှတည်ကြခြင်းမရှိပါဘူးပထမအကြော်တော့ Wolverhampton ကွင်းမှာ2-0ဆိုတဲ့ ဲ့ရလတ်နဲ့ Manchester United ကိုအနိုင်ယူထားပါတယ်။ပြီးခဲ့တဲ့နှစ် Wolverhampton ကွင်းမှာကတော့4-3ဆိုတဲ့ရလတ်နဲ့ United ကပြည့်အနိုင်ယူထားပါတယ်။ပြောမဲ့သာပြောတာနောက်ဆုံး3ချိန် Wolverhampton ကွင်းမှာတွေ့တဲ့ result အရတစ်ချိန်ပဲ United က ရှုံးခဲ့ပါအဲ့ဒီချိန်ကဒီနှစ်ဘောလုံးရာသီမှာရှုံးကျန်တဲ့နှစ်တွေမှာတော့ Molinox မှာတွားရောက်ရင်ဆိုင်ကစားရတိုင်း Manchester United ဒီအနိုင်ရလက်ရရှိတာပါအဲ့ဒီတို့ကြောင့် head to head ထိတဲ့တွေ့ဆုံမှုအရ Manchester United ကအနည်းငယ်အသာရနေရလို့ပြောနိုင်ပါတယ်ကဲကျွန်တော်နောက်တစ်ပိုင်းက Man United ရဲ့နောက်ဆုံး6ပွဲစရလက် current form တပွဲနိုင်3ပွဲတည်2ပွဲရှုံးတာပါတယ်နိုင်တဲ့ပွဲကတော့ Leicester ကိုအဝေးကွက်မှာ3ဂိုးပြတ်နိုင်တာပါရှုံးတဲ့ပွဲတွေက Newcastle ကို4-1 Nottingham Forest ကို1-0ဖြစ်ပါတယ်တေချခဲ့တဲ့ပွဲစဉ်တွေကတော့ Lyon Man City စတဲ့အသင်း တွေကိုတည်ကြခဲ့တာပါ current form တော့ premier league မှာအရင်တော့မကောင်းဘောနော်ဒါပေမဲ့ europa league မှာတော့သူ့အထိုက်လေးရောက်တော့မိုက်ပါတစ်ဖက်က hoven dan ကတော့ current form အရင်ကောင်းနေတယ်အဲ့တော့ united တင်းကတည်ကြရင်တော့ပဲဆုံးရှုံးဝင်ပေးရတာ wolf ဒီနောက်ဆုံး6ပွဲမှာ4ပွဲနိုင်ပြီးတော့2ပွဲတည်ကြအဲ့ဒီ4ပွဲကလည်းသူတို့ရဲ့နောက်ဆုံး4ပွဲဆက်နိုင်နိုင်တဲ့အသင်းတွေမှာဆိုရင် southampton watson ipswich town Thornton Hotspur အသင်းကောင်းတွေတော့မပါဘူးဒါပေမဲ့လည်းပြန်ပြီးဒုက္ခပေးနိုင်ခြင်းရှိတဲ့ဒါ Spar တို့လိုအသင်းမျိုးတွေ Watson တို့လိုအသင်းမျိုးတွေကိုပါသူနိုင်ထားတာပါအဲ့အတွက်ကြောင့် Wolverhampton ရဲ့လက်ရှိ current form တော့ United ထက်အများကြီးတာတယ်လို့ဆိုနိုင်ပါတယ်နောက်ထပ်တစ်ပိုင်း United ရဲ့နောက်ဆုံးအိမ်ကွင်း6ပွဲဆက်ရလဲ Man United ကတော့အိမ်ကွင်း6ပွဲမှာ၄ပွဲတည်းကြီးကြပြီးတော့2ပွဲနိုင်ထားပါတယ်ရှုံးပွဲလုံးဝမရှိထားပါဘူးခင်ဗျ United ရဲ့အိမ်ကွင်းရလဒ်ကိုလည်းကျွန်တော်တို့အနေနဲ့သတိတော့ပြုရပါလိမ့်တစ်ဖက်က Wolverhampton ရဲ့အဝေးကွင်းနောက်ဆုံး6ပွဲဆက်ရလဒ်ကတော့ လေးပွဲနိုင်တပွဲတည်တပွဲရှုံးထားပါတယ်ရှုံးတဲ့ပွဲတွေကလည်း Liverpool လို့ချန်ပီယံဖြစ်မဲ့အသင်းကိုရှုံးထားတာပါ ကျန်တဲ့ပွဲစဉ်တွေမှာကတော့ရလက်ကောင်းနေရအောင်အဝေးကွင်းမှာကစားထားနိုင်ပါတယ်။အဲ့တော့အိမ်ကွင်းအားတဲ့အဝေးကွင်းအားကတော့အရင်မကွာဘူးလို့ပြောရမှာဖြစ်ပါတယ်။ကဲနောက်ဆုံးမှကျွန်တော်တို့ဘျော်ပိုင်းချင်းကပ်မှုအနည်းငယ်လောက်လိုက်ရအောင်။ဝူဖန်တန်တင်းကတော့အသင်းလိုက်စူစီးချစ်လက်မှုအားယူသလိုဦးချင်းတယောက်ချင်းကောင်းတဲ့ကစားသမားတွေရဲ့အမြင်ဆုရှာမှုကြွန့်ကျင်မှုတွေနဲ့လည်းပြိုင်ဘက်အသင်းကိုချိန်ချောက်လို့ရှိ။မာတီးယပ်စ်ကူညာ၊စထရင်းလာစင်စတဲ့ကစားသမားတွေကဂိုးသွင်းကောင်းတယ်ပဲ။ကူညာဆိုရင် Between the Lines မှာအဓိကကျင်လေကျဆားတဲ့ကစားသမားတော့ရမ်းမိုက်တယ်။အခု United နဲ့တင်းထွက်နေတဲ့ကစားသမားပါ တော့ပြောချင်တာမာတီးစ်ကူညာကိုဘိုင်နေတက်ပြောလို့ကျွန်တော်ကဆောင်ရဲဟိုက်တာတော့မဟုတ်ဘူးတကယ်လဲပွဲရဲ့အခြေအနေကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ကစားသမားဖြစ်လို့ပါဆိုတော့ဒီကစားသမားကို အဓိက control လုပ်ရမယ့်သူတွေက SCB RCB နဲ့ DM ကစားသမားနှစ်ယောက်တခါလေကြာရင်အဲ့လို boss ပုံစံပေါ်သွားပြီးတော့တစ်ဖက်အသင်းရဲ့ Britain Lions ကကစားသမားတွေကိုဖိအားပေးဖို့တော့လိုလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရှေ့မှာပြောသူစောင်းရင်းကြီးပြဲနေပြီဗျကစားသမားကခေါင်းကြီးဆိုလဲအားချုပ်မတက်နဲ့ဂျားထဲမှာကစားခဲ့ရတာ SCB RCB ဘသူပဲထုတ်ထုတ် DM နေရာမှာဘသူပဲထုတ်ထုတ်တစ်ဖက်ကအင်ပြအားပြီဖြစ်နေ Strandler ဆင်ဘောကြောအရမ်းနဲ့တယ်ဗျအမြင်ဘောတွေနိုင်နေဗျခေါင်းတိုက်ကောင်းနေအဲ့တော့ Wolverhampton ရဲ့တိုက်စစ်ပိုင်းမှာ United ရဲ့ goal box တနေရာကို change ချောင်းနိုင်မဲ့ကစားသမားတွေအများကြီးရှိ United ကတော့ နံပါတ်1 pressing ပေးမယ်နံပါတ်2 quick transition နဲ့သွား direct attack တွေနဲ့ကစားမယ်တိုးတော်ညာလေအဲ့ direct attack ကစားတာဟာ okay ပွဲပန်းလဲသူ direct attack ကစားလို့ရတယ်တိုးတော် quick transition လုပ်ဖို့ high pressing လုပ်ဖို့ကစားသမားတွေရဲ့အင်အားပြည့်နေဖို့လိုတယ်ဗျအဲ့ဘိုင်းတွေမှာညော့နေတဲ့အတွက်ကြောင့် Andre Jorgomans တို့လိုကွင်းလဲစုဖွဲ့မှုကောင်းတဲ့ Brazil သားတွေရှိနေတဲ့ Hoovanan အသင်းကိုအသာလေးရဖို့မလွယ်ပါဘူးကျွန်တော်ကတော့တရေကြဖို့များတဲ့ပွဲတင်ပွဲလို့ထင်ပါတယ်တရေကြလဲတဝက်ပျော်ရွှင်ဝင်ရမယ် Hoovanan အသင်းကိုအားပေးကြပါခင်ဗျာ